Okay, okay. So, da, da, ro, di, my, အသိပညာပေးသင်တဲ့ရထားတဲ့ကလေးနဲ့မရထားတဲ့ကလေးတွေကြားဘလောက်ထိကွာခြားမှုရှိတယ်ဆိုတော့အနေအထားကိုတော့ပိုပြီးမြင်သာစေတာပေါ့နော်ဆိုတော့လူကြီးတွေဆိုလို့ရှိရင်လည်းကျမတို့ဒီသင်တဲ့ပေးပြီးရနောက်မှာသူတို့တွေရဲ့ဟိုတွန့်ပြန်မှုကရောဘယ်လိုတွေရှိလဲပေါ့နော်ဒါလေးလည်းတစ်ချက်သိချင်ပါတယ်ဘာလို့ဆိုတော့ဟိုကလေးတွေဆိုလို့ရှိရင်တော့ဒီတိတိတတာဆိုတာမျိုးမြင်ရတယ်ပေါ့နော်တချို့လူကြီးတွေကြတော့လေသူတို့မှာစာဝတ်နေရေးလည်းအခက်အခဲရှိရဲ့အခါကျတော့တစ်ဖက်မှာလည်းဒီ mind and ear ကိုသိရင်တောင်မှပဲဟိုမဖြစ်မနေ ေသွားကြရတယ်ဆိုတဲ့အနေအထားမျိုးတွေကိုလည်းကျမတို့ကြားရမြင်ရတယ်ပေါ့နော်ဆိုတော့ဟိုအမတို့အနေနဲ့ရောဘယ်လိုမျိုးတွေတွေ့ရသေးလဲပေါ့ဒီမေဆွန်လေးကိုမဖြေခိုင်းရပထမဆုံးပေါ့နော်လွန်ခဲ့တဲ့၄-၅ရက်လောက်ကဒီအတိမိတ်ဆက်တယောက်ကစပြီးပြောရတယ်ခွင့်ရှိပေါ့နော်သူခရီးသွားတော့တဲ့ဒီလမ်းမမှာဟွာလောက်ခိုင်းဘာကြောင့်ရရဲ့လမ်းမချရပေါ့နော်အဲ့လိုမျိုးစဆိုင်ကုန်တွေ့လမ်းမချရမယ်လှုပ်လိုက်တော့လေလမ်းမမှာမှိုင်းရှိတယ်ပေါ့နော် အဲအဲ့လိုမျိုးဆိုတော့ငါတို့ကလမ်းမျိုးခြားရရမှာလားမရရောက်တော့ဘူးเนาะအဲ့လိုမျိုးရွေးရှိရခက်တဲ့အပိုင်းတွေကလည်းဒီလူကြီးတွေမှာအများကြီးတွေ့ရတာရှိရပေါ့เนาะဒီကတော့ငါဒီအမပြိုးခဲ့တယ်လို့ပဲပေါ့ဟိုလူကြီးတွေအားကြလို့ရှိရင်ဒီလူငယ်တွေထက်ပို့ပြီးတော့သူတို့ရဲ့ဘဝမှာဒီရန်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲတွေကပို့ပြီးတော့များတယ်တချို့ဆိုရင်လည်းအန္တရာယ်ရှိရကိုသိတယ်သိပေမဲ့လည်းဟိုမဖြစ်တော့ဘူးကောငါမသွားရင်ဒီနေ့တော့ဆိုတာငတ်ပြီးတင်ငါသွားရင်ငါတင်မှာပေါ့နော်ဘာဖြစ်ဖြစ်တခု နောက်ဘက်တစ်ခုလိုရွေးချယ်ရမှာပဲဆိုတဲ့အနေထားနဲ့ဆွန့်ပြီးတော့လောက်တာတွေရှိတယ်ဒါပေမဲ့တချို့ကအဲ့လိုအနေထားကအကုန်လုံးပုံနေတာမဟုတ်ဘူးသူကဒီအသိပညာဘူးကူတာတွေရသွားတဲ့အခါမှာတချို့ဆိုရင်ရှိပါတယ်ဟောဒီအရင်တော့ဆိုရင်သူတနက်တွေပါတယ်မှာသူတို့ပြန်ပြောတာပေါ့နော်အရင်တော့ဆိုရင်အဲ့လက်နဲ့တွေတွေ့ရတဲ့သူကအဲ့လက်နဲ့တွေကိုကောက်ကင်ပြီးတော့ဟိုရှောင်းတို့ပစ်ချလိုက်တာပေါ့နော်အပစ်ချလိုက်တော့လက်ကလက်သားတဲ့အခါမှာအဲ့ဒါ ပေါက်ဖွေးပြီးတော့ဒီအပင်တွေပါတယ်ကက်ထွက်သွားတာလည်းပဲလူကတော့ဘာမှဖြစ်လိုက်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအရာတွေကိုသူတို့ကဒီသဏ္ဍာန်တက်ပြီးတဲ့နောက်ပိုင်းမှာမင်္ဂလာတို့လုတ်ခဲတဲ့အရာတွေကအယောက်အန်ဒီရှိပါလားဆိုပြီးတော့လေအသိစိတ်တွေဝင်ပြီးတော့ဟိုအများကြီးသူတို့သူတို့နောက်ပိုင်းပြင်ဆင်နေဆိုပြီးတော့ဖြစ်သွားတာတွေရှိရဲဟိုအသိအသိတရားတွေအများကြီးရသွားတာတွေရှိရဲပြီးလို့ရှိရင်တချို့ဒီဘူကြီးတွေဆိုရင်သူတို့ဒီသဏ္ဍာန်မှာပေးတဲ့အတိုင်းပဲပေါ့နော်စစ်ကျင်လိုက်တဲ့တစ်ခုတွေ့ပြီဆိုရင်သူတို့ကအဲ့ဒီတွေ့တဲ့နေရာကိုဒီတခြားသူတွေဟိုမှတ်မိအောင်အတွက်ဒီဟို အမှတ်သားတွေလုပ်တယ်ဆိုတဲ့အကြောင်းကိုသူတို့ပြန်ပြောပြရတယ်တက်ဖို့ရိုက်ပြီးတော့ဟိုအဲ့အဲ့တော့ဆိုတနန်းပေးတဲ့တော့ဆိုရင်ပေါ့နော်ပြန်ပြီးတော့ပြရတာတွေရှိတယ်ပြီးလို့ရှိရင်ဒီသူတို့ဒီသူတို့ကိုယ်တိုင်ကင်နေတွေ့တယ်ဆိုတာထဲဒီတာဝန်ရှိတဲ့သူတွေကိုပဲသူတို့တွေ့ပြောင်းဖြစ်တယ်ဆိုတော့အကြောင်းအရာတွေကိုလည်းသူတို့ပြန်ပြီးတော့ဒီတနန်းဆရာကိုပေါ့နော်သူတို့ပြန်ပြီးပြောပြရတာရှိပါတယ်ဟုတ်ကဲ့ပါဆိုတော့ နောက်ဒီအခုကတော့တင်တန်းပေးခဲ့တဲ့အခါမှာတင်တန်းသားတွေရဲ့တုံ့ပြန်မှုပေါ့လေ။နောက်ကျမသိချင်တာကအခုအမားတို့လည်းလိုမျိုးတင်တန်းပေးဖို့ဆိုပြီးတော့ minus စစ်ချက်လက်နဲ့ပစ္စည်းတွေရဲ့ NDA နဲ့ပတ်သက်ပြီးတော့တင်တန်းပေးဖို့အတွက်ဟိုလှုပ်ဆောင်ကြတဲ့အချိန်မျိုးမှာရောဒီဒေတာခန်တွေဟိုအရက်သားတွေလူကြီးမိသားတွေရဲ့ဟိုစိတ်ပါဝင်စားမှုအနေထားရောဘလို့မျိုးရှိလဲပေါ့နော်။ဟိုကျမတို့တချို့ဟိုဟာတွေရှိတယ်။အဓိကအဖြစ်ဒီ minus စစ်ချက်လက်နဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဟိုအသိပညာပေးဖို့ခေါ်တာမျိုးတွေဆိုရင်တချို့ကလည်းတက်တက်ကြွကြွရှိတာမျိုးတွေလည်းရှိ တယ်လို့တချို့တော့လည်းအဲ့လိုမျိုးဟိုတိတ်ပြီးတော့ဒါကတော့မလိုပါဘူးกว่าဆိုတာမျိုးတွေလည်းရှိရယ်ဆိုတာမျိုးတွေလည်းသိရတယ်ပေါ့နော်ဆိုတော့အမရဲ့အတွေ့အကြုံနဲ့အခုလိုမျိုးပေါ့ဟိုသူတို့အနေနဲ့စိတ်ပါဝင်စားမှုရှိကြလားဘယ်လိုမျိုးတွေရှိကြလဲဆိုတာလေးတစ်ချက်သိချင်ပါတယ်အဒီခုနပြောသလိုပေါ့နော်ဒီ minor ပတ်သက်ပြီးလို့တန်တန်းတောက်လျှောက်မတွေးတာဆိုရင်တော့အခုဆိုရင်တော့နှစ်လောက်ကိုရှိပြီပေါ့နော်ဂျန်နယ် project တခုမှ date ဟိုအားစိုက်နေရတဲ့ဒီ shift by color မျိုးပဲဆိုပြီးပြောတယ်ဒီက အော်တန်းတန်းတက်ရမယ်လို့ပြောလိုက်လို့ရှိရင်ဒီသားကတော့ဘာတန်းတန်းလေးဆိုတော့သူမေးကြတယ်ပေါ့နော်အဲ့ဒီမှာဖြေတဲ့ဟာတခုလို့ရှိတယ်။ဟိုဖြေတဲ့ဟာဘာတန်းတန်းလေးဆိုတော့တော်တော်နဲ့လွယ်ရင်ပိုင်းတန်းတန်းပေါ့နော်အဲ့ဒီကဖြေအကြလို့ရှိရင်ပိုင်းတန်းတန်းလို့ပြောလိုက်တဲ့ခါမှာလူကဘယ်လိုမျိုးထင်ကြတယ်ဆိုတော့အဲ့တချို့လူတွေကမိုင်းတော့ဖို့တင်မလားမသိဘူးမိုင်းထောင်ဖို့တင်မလားမသိဘူးမိုင်းခွေးဖို့ပဲတင်မလားမသိဘူးဆိုတော့ဒီ information ကို detail မရတဲ့အတွက်ကြောက်ပြီးတော့မတက်တဲ့သူတွေရှိတယ်ဒါပေမဲ့အသေးစားရှင်းပြနိုင်တဲ့အခါမျိုးမှာတော့သူတို့ကဟိုလာပြီးတော့ပေါ့နော်ဒီဟိုဟို ဟိုစိတ်ဝင်စားတဲ့ဒီတနန်းအပေါ်မှာလာပြီးတော့တက်ကြတဲ့လူတွေရှိတယ်ဒါပေမဲ့စီမံကိန်းကလုပ်တဲ့အလုပ်တွေမှာအကုန်အကန့်အသတ်ရှိရပေါ့နော်အကန့်အသတ်ရှိဆိုတော့ညီမတို့ပမာဆုံးလုပ်ခဲ့တဲ့ဆိုရင်မြို့နယ်ချောင်းမြို့တွေမှာလုပ်တယ်ဆိုပေမဲ့ဟိုမြို့နယ်ချောင်းမြို့တွေထိကမှဒီဟိုဘာပေါင်း30ကိုပဲဆွဲထုတ်လိုက်တယ်အဲ့ဒီရောဘောင်းကုစေထေကမှဒီဟာကလူနှစ်ယောက်ကိုပဲရွေးထုတ်ရတဲ့အဲ့ဒီလူနှစ်ယောက်ကဒါဒဲရိုက်ကြီးဒီတန်တန်းကိုရှားဖို့ ဟိုးဆိုတာကဒီမှာလို့မှလူပေါင်း100လေးရှိရင်ရှိမယ်300လေးရှိရင်ရှိမယ်အဲ့ဒီ300လေးကအမှန်တကယ်စွန့်ဝင်ကြတဲ့တရားရှိတယ်ဆိုရင်တော့မတရားလုံးကိုထိုက်ရည်ကြီးတန်တမ်းမပြနိုင်တဲ့အခက်ခဲတွေပေါ့နော်အဲကြောင့်နှစ်ယောက်ကိုပဲယူလိုက်ရတယ်အဲ့ဒီနှစ်ယောက်ကမှတစ်ဆင်ကျင်လဲသူအယောက်ကုန်းစင်ကိုပေးတဲ့အခါမျိုးမှာလေသူတို့ကဒီပဒန်အချက်လက်တွေကောင်းကောင်းမှုမမရသွားတဲ့အနေအထားမျိုးမှာအာဟိုဒီတန်တမ်းဆရာထိုက်ရည်ပေးတာတော့ဒီတက်ရောက်မှုမရှိကြပဲရှိရပေါ့နော်ဒီဒုတိယတစ်ခေါက်ဆိုလဲအဲ့ဒီတန်တမ်းလုပ်ဖြစ်တာအဲ့လိုပဲပေါ့နော်ဒီ you have only 5000ဆိုတာ counseling တက်လိုက်တာဒါပေမဲ့55000တော့အကုန်လုံး ွားပြီးတော့ပြင်နိုင်တာမဟုတ်ဘူးလေအဲ့45ရာထဲမှာလူ၂ယောက်၃ယောက်လောက်ပုံမှာခွေးပြီးတော့ POD နေနဲ့ပေးပြီးတော့သူတို့ကနေတဆင်သွားတဲ့အခါမှာဒီပြည်သူတွေကဒီတကယ်တမ်းသူတို့လိုအပ်တယ်ဆိုရင်တောင်မှအဲ့ဒီလိုအပ်ချက်ကိုဖြစ်တင်နိုင်ဖို့အပိုင်းမှာတော့အများကြီးဒီမှန်တဲ့မှန်ရည်တွေနဲ့ပတ်သက်တဲ့ဒီသဏ္ဍာန်တွေပါပေါ့နော်ဒီအသိပညာကိုပြတာတဲ့မှာခက်ခဲတွေတားဆီးအများကြီးရှိနေတာတော့ရှိတယ် ဟုတ်ကဲ့ပါဆိုတော့အာဒါကတော့အမရဲ့အတွေ့အကြုံနဲ့ဖြတ်တန်းခဲ့ရတဲ့အနေအထားလေးတွေနဲ့ရှင်းပြီးတော့ပြောခဲ့တယ်။နောက်ထပ်မေးခွန်းတစ်ခုကိုတော့ကျွန်မဒီမိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေရဲ့အန္တရာယ်နဲ့ပတ်သက်ပြီးတော့မေးခြင်းနဲ့အခုဗီဒီယိုကိုကြည့်နေတဲ့အထင်မှာဒီဟို ပရိသတ်တွေပေါ့နော်နရင်းစရာရဲ့ပရိသတ်တွေကိုလည်းကျမတို့မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေရဲ့အန္တရာယ်ဟာဘယ်လောက်ထိကြီးမားလဲပေါ့နော်အာဒီလိုမျိုးပစ္စည်းတွေကိုတွေ့တဲ့အခါမှာရောမလုတဲ့တဲ့အရာတွေဆိုရင်ဘာတွေဖြစ်မလဲဘယ်လိုမျိုးအန္တရာယ်ကင်းအောင်လှုပ်ဆောင်သင့်လဲဆိုတာလည်းတစ်ချက်ဖြေကြားပေးပါအောင်ရှင်ဟုတ်ဒီမိုင်းနဲ့စစ်ကြံလက်နဲ့တွေအန္တရာယ်လို့ပြောလိုက်တဲ့ဆိုလို့ရှိရင်တော့အစိုးဆုံးအနေနဲ့ကတော့ဒီလူတွေအသက် လူမမဟုတ်ပါဘူးဒီတရိတ်ဆန်တွေလူတွေရဲ့အသက်ကိုသိဆုံးစေနိုင်လောက်ထိဟောအဲ့ဒီအသက်မှာတစ်ခါတလေကြာလို့ရှိရင်ဒီအဆူလိုက်ပုံပြုံလိုက်ပေါ့နော်အဲ့ဒီအသက်ကိုသိစေနိုင်လောက်ထိကြောက်စရာကောင်းတယ်ပြီးလို့ရှိရင်အဲ့ဒီအဆန်ကနည်းနည်းလေးရှုလိုက်တယ်ဆိုရင်တော့မလူတွေကမိလာတော့အကောင်းပုံပြီးမွေးလာတယ်ဒါပေမဲ့အဲ့ဒီပစ္စည်းတွေကြောင့်ဒီကိုလက်အန်ကမတန်ဆွမ်းဖြစ်ရတဲ့အနေအထားကိုတကွာလုံးတည်ပေါ်သွားရတဲ့အထိဒီဟောဒီခိနေတာမျိုးကိုကြုံရတယ် ဲ့ဒီနောက်ဆုံးအဲ့ဒီအရာနဲ့ကြီးတွေ့ရနောက်ဆုံးဘာမှမဖြစ်ဘူးဆိုရင်တော့မှဒီနှိရှင်လာများဒီယောဂဝေဒနာတွေကိုဒီကြာရှည်ပေါ့နော်ခံစားရတဲ့အထိအဲ့ဒီအရာတွေကကြောက်စရာကောင်းတယ်အဲ့ဒီပစ္စည်းတွေကိုဒီထုတ်လုပ်ထားတဲ့ရေရွှေချက်ကိုလည်းငါလူတွေကိုဒုက္ခရောက်စေဖို့လူတွေကိုတည်ဆုံးစေဖို့ထိခိုက်နာကျင်စေဖို့ဆိုတဲ့ရေရွှေချက်တွေပါတဲ့အတွက်အဲ့ဒီရေရွှေချက်တွေအတိုင်းအဲ့ဒီပစ္စည်းတွေကတော့သူတို့ဟာနဲ့ဒီလိုလိုလူမျိုးပေါ့မျိုးမျိုးဒုက္ခပေးနေတာပေါ့နော်အဲ့ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဒီ NGO ကိုဘယ်လိုရှောင်မလဲဆိုရင်တော့အော် အော်အတက်နိုင်ဆုံးမပေါ့နော်ဒီတိတ်ခွေးဖြစ်ခူးတဲ့နေရာတွေလက်နက်ကင်တက်ခွေးတွေ သွာလာလှုပ်ရှားတဲ့နေရာတွေအာပြီးလို့ရှိရင်ဒီစခန်းရှာခဲ့တဲ့နေရာတွေပေါ့နော်မှန်ရနေရှိနိုင်တယ်ဆိုပြီးတော့ဒီတန်တရားရှိတဲ့နေရာတွေကို မသွားပါနဲ့ပေါ့နော်တခါကလေးမှာဆိုင်ဘုတ်တွေကတ်ထားရရှိရဲလူသွားလူလာနေရပေါ့နော်လူလုံးဝအသုံးမပြုတဲ့ဒီနေရာတွေလမ်းတွေရှိရပေါ့နော်အဲ့ဒီနေရာတွေကိုဒီဟိုမသွားဘူးပေါ့နော်အဲအတိ ဘလို့ပုံစံမျိုးနဲ့ဒီအမှတ်သားတွေလုတ်ထားတယ်ဆိုတာကိုလေအသေးစားလေးလေ့လာစောင့်ကြည့်ရောဒေသခံတွေကိုမြင်မြန်ပြီးတော့ဟောတက်နေဆုံးတော့အဲ့ဒီနေရာတွေကိုရှောင်ရှားဖို့ရဲ့လုံးဝမရှောင်ရှားပဲဟိုမဖြစ်မနေပုံစံမျိုးနဲ့ပေါ့နော်တင်းရေရှန်ရဲ့အဲ့ဒီနေရာတွေကနေတွားရမယ်ဆိုရင်တောင်မှဒီကျွန်းတန်တဲ့အဲ့ဒီဒေသမှာတကယ်ကျွန်းတန်တဲ့လူတွေကိုအခုညီတောင်းပြီးတော့ဒီတွားဖို့ရပေါ့နော်လို့ရှိရင်ဒီတနေရာရာမှာပေါ့နော်အဲ့စစ်တန်လဲနေနေပတ်သက်လို့ပဲဖြစ်ဖြစ်မှိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဒီတန်တရားဖြစ်ဖွယ်ပေါ့နော်အဲ့ဒီဟာကြီးဖြစ်နေမှာမဟုတ် အဲ့ဒီဟာလို့ထင်ရတဲ့ဒီတန်တရားဖြစ်ဝင်ပစ္စည်းတစ်ခုခုကိုတွေ့ခဲ့ရဆိုရင်လည်းဟိုလုံးဝရောမထီဖို့မကင်ဖို့ဘူးဝေးမှာပဲနေပြီးတော့ဟိုတခြားသူတွေကိုလည်းအဲ့ဒီနေရာအဲ့ဒီတန်းကဒီ NDA ရှိတယ်ဆိုတော့ဒီတန်းရှက်လက်တွေကိုမျှဝေပေးဖို့အဲ့အဲ့ဒါမျိုးပြောချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါဆိုတော့နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီ ရခိုင်မှာ minus စစ်ကြံလက်နဲ့ပစ္စည်းတွေရဲ့ NDA ကတော့ကြီးမားတယ်ဆိုတာကတော့ဒီအချက်လက်တွေရလည်းအများကြီးသိရတယ်မြေပြင်မှာဖြစ်နေတဲ့အနေအထားတွေအရလည်းအများကြီးသိရတယ်ဆိုရင်ကျွန်မနောက်ထပ်သိချင်တဲ့တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီအာရခိုင်မှာပေါ့နော်အထူးသဖြင့်ဟိုတွေးရတဲ့ my minus စစ်ကြံလက်နဲ့အမျိုးအစားဆိုရင်ရောဘာတွေဖြစ်မလဲပေါ့နော်အာ ီမေခွန်းကိုဖြူဖို့လေကျွန်မခုနစူးစူးကပြုတ်ခဲ့တယ်လို့ပြောတော့ဗတန်းဒက်တာရှစ်လက်ကခွာဘယ်လောက်ရောက်ပြီးဖြူရဘလားဘလောက်အဲ့လိုမျိုးဒက်တာရှစ်လက်ကတေချာကောက်ထားတဲ့မရှိရတဲ့အတွက်ဒီကျွန်မတို့လက်လန်းမိန်တဲ့တန်းရှစ်လက်ပေါ်မှာအရှိန်ဆန်ပြီးတော့ပြုတ်ရမယ်ဆိုရင်တော့အဓိကတွေ့ရတဲ့ဒီကတော့ဒီမြေမြုပ်မိုင်းပေါ့နော်မြေမြုပ်မိုင်းဒီစိတ်ယုံကနေပြီးတော့ဘိုင်းအမျိုးအစားတွေရှိမယ်ပြီးလို့ရှိရင်ဒီဟိုဒီဟိုလက်လက်တွေကနေပြီးတော့ပြစ်ထွက်လိုက်တဲ့ဒီမပေါက်ကွေးပဲဒီကြံခဲ့တဲ့အမျိုးမျိုးကြောင့် ပေါ့နော်မပေါက်ကွေးပေးချိန်ခဲ့တဲ့ဒီစစ်ကြံလက်နဲ့တွေ့ရှိမယ်ပေါ့နော်ဒီခုမှလည်းနည်းနည်း kwa ချက်တော့နည်းနည်းရှိရပေါ့နော်ဒီမရဲ့အတွေ့အကြုံရဆိုရင်ဥပမာမြေမြုံခွိုင်းကားနင်းလိုက်တယ်ဆိုရင်နင်းလိုက်တဲ့လူတယောက်ပြန်နင်းတော့မှရှဲသူတွေကိုဒီဟိုထန်ရရစီလို့နင်းလိုက်တဲ့သူကတော့ဟိုထန်ရကြည့်ရင်ကြည့်တလောက်ဒီအသက်သစ်ဖွင့်တွေဖြစ်တယ်ဒါပေမဲ့ဒီစစ်ကြံလက်နဲ့တွေကသူတို့ရဲ့အပြည့်အစားအမျိုးမျိုးရှိရပေမယ့်မလက်ပြက်လက်ပြက်ပုံမဟာရရှိတယ်ပြီးလို့ရှိရင်ဒီမှာဟိုလေးစင်မမတို့ဒီဟို၆၀မမ၁၂၀မမတို့ပေါ့အဲ့ဒီလက်နဲ့တွေကဒီကြည့်ရင်ကြည့်တလောက်ပေါ့နော်ဒီပောက်ခွေး ပြင်းအားလေးများတဲ့အတွက်ဒီဟိုတယောက်ကအဲ့ဒီလက်နက်ကိုကန်လိုက်တယ်ဆိုပေမဲ့အဲ့ဒီလူရဲ့အနီးအနားမှာရှိတဲ့လူပေါင်းဟိုများစွာကိုလေထိခိုက်စေနိုင်တဲ့အတွက်ဟိုဒါတွေကအရင်ကကြောက်ကြောက်ကောင်းတယ်ပေါ့နော်အဲ့ဒီကျမနေလဲဆိုတော့ဒီစစ်တမ်းလက်နက်တွေနဲ့မြေမြုပ်မှိုင်းအမျိုးအစားတွေကတော့ဒီကပုံစံမျိုးနဲ့တွေ့ရဟုတ်ကဲ့ပါဆိုရင်ရခိုင်မှာဒီ minus စစ်ကြံလက်နဲ့ပစ္စည်းတွေရဲ့ NDA နဲ့ပတ်သက်ပြီးအသိပညာပေးတဲ့အစီအစဉ်တွေကတော့ဒီလုံဆောင်နေမှုတွေရှိရယ်ဆိုတာမျိုးတော့သိရတယ်ပေါ့နော်ဆိုတော့ အခုလိုမျိုးလက်ရှိလက်ရှိလှုပ်ဆောင်နေတဲ့အနေအထားကဟိုလုံလောက်မှုရှိရလားပေါ့နော်ဘယ်လိုအနေအထားမျိုးရှိလဲဒါလေးလည်းတရားသိချင်ပါတယ်ဟုတ်ကဲ့ပါဒီလုံလောက်မှုရှိလားဆိုရင်မျိုးကိုမရမယ်ဆိုရင်တော့လုံလောက်မရှိဘူးလို့ပဲပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီကေကလုံလောက်မှုရှိမယ်ဆိုရင်အဲ့ဒီဟိုတိခိုက်တန်ရာရတဲ့ပုံစံတွေကဒီနေ့တစ်နေ့ဟိုပို့ပြီးတော့ဒီရှိနေစရာအကြောင်းမှမရှိရလေနော် အဲ့လူနာမှုမရှိတဲ့အကြောင်းတရားတွေမှာလည်းဒီအများကြီးရှိတယ်ပေါ့နော်အကန့်သက်တယ်အများကြီးရှိတယ်ပြီးလို့ရှိရင်ဒီဒီအခုဆိုရင်ဒီကဘာရဲ့ပုံစံဟောပါပေါ့နော်ဒီနှစ်တွေမှာတိတိတသားကြီးဟိုဒီကြောင်းနေတာတွေမြင်ရတယ်ပေါ့နော်အရင်ကဆိုရင်ဟိုနိုင်ငံတစ်နိုင်ငံကလိုအပ်နေတယ်ဆင်းရဲနေတယ်ဆိုလို့ရှိရင်တခြားဒီအဆင်ပြေတဲ့နိုင်ငံတွေကဝိုင်းပြီးတော့ အဲ့ဒီလိုအချက်တွေကိုဖြစ်ပေးကြတဲ့ဟိုအနေအထားတွေရှိတဲ့အခါမှာ okay ရခိုင်မှာမိုင်းနဲ့ပတ်သက်ပြီးတော့ဒီလိုဖို့လိုအပ်နေတယ်ဆိုရင်တခြားနိုင်ငံတွေကအဲ့ဒီမိုင်းနဲ့ပတ်သက်ပြီးတော့ဒီအညီထောက်ပံ့လို့သူကအတက်တရောသူကကူညီပေးတယ်ပေါ့နော်အဲ့ဒီမှာစီမံကိန်းတွေနဲ့အများကြီးဒီလုပ်ရတယ်ဟိုတွေးရလုပ်ပေးတွေတက်ပလာဆောက်တွေမှာကအစားဒီမိုင်းနဲ့ပတ်သက်တဲ့အသိပညာတွေကိုထိပေးပေါ့နော်အဲ့လိုပုံစံမျိုးလုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒီအခုဒီနှစ်တွေမှာကြာလို့ရှိရင်တတိထားမိတာကဒီ ကူညီထောက်ပံ့ပေးတယ်ဒီနိုင်ငံတွေမှာပေါ်တိုင်းကသူတို့မှလည်းသူတို့မှသူတို့ဒုက္ခနဲ့သူတို့အများကြီးရင်ဆိုင်ရတဲ့အခါမှာဒီလိုအနေထားတွေကိုအနေနဲ့တည်ကြည့်ဖို့လည်းအဆင်မပြေတော့ဘူးပေါ့နော်အဲသူတို့ဒီကူညီထောက်ပံ့တဲ့သူတွေရှိနေတဲ့ကာလမှာတောင်ဒီအသိပညာပူကြတွေကမလုံလောက်ဘူးဆိုရင်အခုဆိုရင်အဲ့ဒီထောက်ပံ့တွေလည်းအများကြီးအခုဆိုရင်ဒီဟိုတတိထားမရမနဲ့ပတ်သက်ပြီးတော့လုံနေတာဆိုရင်ရခိုင်မှာဆိုလည်းတဆုတ်သာတော့မရှိဘူးပေါ့နော်အဲအဲ့ဒီမျိုးအနေထားတွေမှာဆိုရင်တော့ဒီ ထောက်ပံ့ပေးတဲ့အချိန်မှာတော့အဆင်မပြေတော့ဘူးထောက်ပံ့ပေးမဲ့အရာတွေကနေသွားတဲ့အခါမှာပို့ပြီးတော့ဒီပြည်သူတွေကကံမကောင်းစွာနဲ့ပဲပေါ့နော်ဒီရဲ့အန်ကြီးတွေကိုဟိုခါခါတီးတီးနဲ့ညံဆိုင်ရတဲ့အနေထားတွေပါပဲပေါ့စိတ်မကောင်းစရာပဲပေါ့နော်ကျမတို့တကယ်လိုအပ်နေတဲ့အနေထားတစ်ခုလည်းဖြစ်တယ်လက်ရှိမှာဆိုရင်တိုက်ပွဲတွေဖြစ်နေစေနိုင်ငံတစ်ခုလည်းဖြစ်တယ်အဲ့ဒါကိုမှအခုလိုမျိုးမိုင်းနဲ့ပတ်သက်တဲ့မိုင်းနဲ့စစ်ကြံလက်နက်နဲ့ပတ်သက်တဲ့ အန်ဒီရဲကလည်းတနေ့ထက်တနေ့ညင်မာနေတဲ့အခြေအနေမှာတောင်မှဒါမျိုးတွေကိုမလုံနိုင်တဲ့အနေအထားတွေပေါ့လေနော်ဆိုတော့အမအနေနဲ့ဆိုလို့ရှိရင်ဒီမိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေရဲ့ NDA နဲ့ပတ်သက်ပြီးတော့အာအသိပညာပေးရမယ်ဆိုလို့ရှိရင်တူတူတုတ်တုတ်နဲ့တတိပေးဟိုအသိပေးခြင်းနဲ့ပညာပေးခြင်းနဲ့အချက်၃ချက်ဆိုရင်ဘာများဖြစ်မလဲရှင် အဒီကတော့ဒီကာလာပေါ့နော်ရှင်သင်ရတာတစ်ခုလေးနဲ့ဟိုတိုင်းကအညာကိုခက်ခဲနေလို့နော်တချင်ဘူးကြိုးစားရတာဟောခက်ခဲနေပြီမကြောက်တာတခုရှင်ဟိုလူမျိုးတစ်မျိုးပေါ့နော်အဲဒီမျိုးရဲ့နာမည်တော့ mention လို့သူတို့အရင်မာနာကြီးပြောဘာလို့မာနာကြီးလဲဆိုတော့တဲ့ဟိုသူတို့တွေကဒီကိုညာရတဲ့ပတ်စံရှမ်းသာလို့လားလေးမဟုတ်ဘူးညံကောင်းလို့လားလေးမဟုတ်ဘူးစက်လျာတာနေလို့မဟုတ်ဘူးသူတို့ဒီအသက်ရှင်နေတာတစ်ခုလေးအတွက်ကွာသူတို့ကမာနာကြီးနေတာဘာလို့လဲဆိုတော့သူတို့အသက်ရှင်ဖို့အတွက်အများကြီးခက်ခဲကြုံရတဲ့တော့ဒီခိုင်မှာရှိရသူတွေဆိုလဲအဲ့လိုပဲမြင်ပါတယ်ဘာလို့လဲဆိုတော့ဒီ အသက်ရှင်ဖို့အကျိုးစားနေရတာတခုတည်းနဲ့တည်းတော်တော်ကြီးဟိုဒီဘွားဟိုဟိုပုံယူစရာကောင်းတယ်ပြီပေါ့နော်ကျမတို့ရဲ့ဒီနေဆိုင်ဘွားတွေမှာပေါ့နော်ဒီဟိုလှမ်းလိုက်တဲ့ဒီရှီလန်းတန်းရှက်စီမှာဘေးတန်းကများဒီကိုယ့်ရဲ့ဒီအသက်နဲ့ခံတာကိုနှုတ်ယူသွားမလဲဆိုတော့မသိရဲ့ဒီကျောက်စိတ်တွေနဲ့ဒီပြီးတော့ဒီခိုင်ပြင်းမှာရှေ့လူတွေရှန်တန်နေရတယ်ပြီးလို့ရှိရင်ဒီကောက်ကင်လိုက်တဲ့ပစ္စည်းကိုမဟုတ်ဝင်မဲ့ ဟိုတခြားတယောက်ကတောက်ကင်လိုက်တဲ့ဒီပစ္စည်းတစ်ခုခုကများဒီကိုယ့်ရဲ့ဒီအသက်ခံထားကိုဖျက်ဆီးသွားမလို့ဆိုတဲ့ဒီစိုးရင်စိတ်တွေကြောင်ကြာစိတ်တွေနဲ့ဒီခိုင်မှာရှိရတဲ့လူတွေကရှန့်တန်နေရတယ်ဟိုနောက်ဆုံးပုံပုံပြောရမယ်ဆိုရင်ဒီအဲ့ယူနေတောင်မှဒီကိုယ်ခေါင်းကိုဘယ်တစ်ခုကများပြုတ်ကျပြီးတော့ဒီကိုယ်နဲ့ဒီကွန်ပျူတာဆိုရဲ့အသက်ကိုဖျက်ဆီးသွားမလို့နှုတ်ယူသွားမလို့ဆိုတဲ့ဒီဟိုမလုံခြုံတဲ့စိတ်တွေနဲ့ နေထိုင်နေရတဲ့ဘဝတွေမှာပေါ့နော်ဒီရခိုင်မြို့မှာရှိရလူတွေကအကုန်လုံးကိုစိတ်ဖို့လိုရတယ်ပေါ့နော်ဒီမြေမြောင်းမိုင်းနဲ့စစ်ကြံလက်နဲ့အပြင်တခြားတခြားသောဒီကိုယ့်ရဲ့အသက်ကိုရှင်းချောက်နေတဲ့အရာတွေအားလုံးကနေပြီးတော့ဒီလော့ကန်ဖို့ဆိုရင်ပေါ့နော်အာဆက်ဆက်ရရဒီစိတ်ပါလို့သွားတတိလာတတိစားတတိပေါ့နော်ဆက်ဆက်ရရဒီအရာတွေကကိုယ့်ရဲ့အသက်အန္တရာယ်ကိုအမြဲတမ်းရှင်းချောက်နေတဲ့အရာတစ်ခုဖြစ်အဆက်ဆက်ရရကိုစိတ်ကြောက်ဖို့ပေါ့နော်အဓိကတော့ဒီမိုင်းနဲ့ပတ်သက်တဲ့အန္တရာယ်ကို ဟိုတတိထားပြီးတော့တက်နိုင်ဆုံးလို့မလို့အတက်နေရာတွေဒီသွားလူသွားရှိတဲ့နေရာတွေကိုမသွားကြပါနဲ့ဘူးเนาะအဲ့လိုမျိုးပြောချင်ပါတယ်ပြောလို့ရှိရင်ဒီတနေ့လေးချင်းချင်းကြားလို့ဒီနောက်ဆုံးဒီချန်တန်ခဲ့တဲ့အချိန်မှာအရင်ကဘာကြိုးမဖြစ်နေပါစေပေါ့เนาะဘာမကြိုးပါစေမချမ်းသာပါစေဒီချန်တန်နေရာတစ်ခုလေးနဲ့ထိုင်ပြီးတော့ခုန်ယူကြရအောင်ဟုတ်ကဲ့အဲ့လိုမျိုးပြောချင်ပါတယ်ဟုတ်ကဲ့ပါအခုလိုအချိန်ပေးဖြစ်ကြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်